ကျော်လောက်မှာဒီ PDF တွေပေါ့နော် PDF တွေမြန်လမ်းပေါ်320နဲ့မှာ9မိုင်း329ပိုင်း9မိုင်းမှာ PDF ကျမ်းဖက်တွေလမ်းမှာရောတက်လာတယ်လို့ဦးဇင်းတို့ဒီမြင်တွေ့တွေ့ရှိခဲ့တဲ့လူတွေကချက်ချင်းလည်းငယ်ပြောတယ်ပေါ့နော်ပြောတာဦးဇင်းအောင်စိတ်ပူလို့နေပါတော့ PDF PDF တွေလည်းဦးဇင်းအလာကိုစောင့်နေအောင်ကြာကြည့်ရအောင်နော်လူတို့ဦးဇင်းအလာကိုစောင့်နေအောင်ကြာဦးဇင်းအလားဦးဇင်းအเจ้าမအေးဆေးတော့အိတ်နေပါပြီနော်ဦးဇင်းလည်းမနေ့ကမြန်လန်းကနေခတ်တက်ပြီးမှလာတာနော်အဲ့တော့ဦးဇင်းအခုကိုထင်ပြထားတာကတော့အမျိုးလေးပောက်ကိုတော့အတွက်စိတ်ပူပေးတဲ့အမျိုးလေးအတွက်ပောက်ကိုတော့အเจ้าမအေးဆေးပြန်ရောက်နေပြီဆိုတဲ့အကြောင်းကဒုက္ခကြီးဖြစ်ပါလေဗျ ဥစဉ်ဒီကနေ့ဥစဉ်ပြောရမယ်အရာဥစဉ်ပြောချင်တဲ့အရာကတော့မန်းကပတ်တာစာတွေစိုးတယ်တဲ့ခေါင်းစည်းလေးတက်လိုက်မယ်အခုပူနွေးနွေးမမ်းမြို့ပေါ်မှာဓမြမှုဖြစ်သွားတယ်ထင်လိုက်ကြတာဘယ်ဖက်ထင်လိုက်ဟိုဖက်ထင်လိုက်ဟိုဖက်တန်တရားစိန်နဲ့ကောက်ဆွဲလိုက်ဒီဖက်တန်တရားစိန်နဲ့ကောက်ဆွဲလိုက်နဲ့အဲ့မဲ့တန်းရရေအောက်ကတော့ရပြီတဲ့ဖေနဲ့နဲ့ကြံနေတယ်ဖေအားတဲ့အကြံနေတာရေမကျူလို့ကျွတ်တို့ပြည်သူစစ်တီတန်တရားနဲ့ဟိုကထင်တရားထင်လို့ကျွတ်တို့ပြည်သူစစ်တီကဆင်လဲတိုက်ပေးရတယ်တေလဲပေးရတယ်တခုခုဖြစ်ရင်လဲလို့ကျွတ်တို့ပြည်သူစစ်အနေနဲ့ဆိုးဘက်ကကြတိုင်းလို့အဲ့တော့မန္တလေးပြည်သူစစ်တီဒီလိုအနစ်နာအနွယ်နာခံပြီးလောက်တာတော်တော်ဆိုးတဲ့ပြည်သူစစ်တီများလို့ တခါတလေသူတို့ဘက်ကတခါလေကိုယ်စိတ်တောင်ကြာကြာလာတယ်ပေါ့နော်စိတ်တောင်ကြာကြာလာအဲ့ဒါထိုးတယ်ဘာမဟုတ်တဲ့ဟူဟောင်းအနာလုတ်ပြီးမှလေဘာရွယ်ချက်တွေနဲ့ဖိုက်ခိုက်ရလဲမသိဘူးဘာရွယ်ချက်တွေနဲ့လဲပြောတယ်လို့မသိဘူးအဲ့ကိုကိုယ်တိုင်ပဲခြေတန်းကိုတစ်ခါလောက်တော့ဥစဉ်တော့ရောက်ဆင်ချင်တယ်သွားဆင်ချင်တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မန်းပြည်သူစစ်တွေတခိုးမှုဓာမြမှုတွေနဲ့ဖမ်းဆီးခံနေရသည့်အပေါ်ခေါင်းဆောင်ဖြစ်သူ ပေါက်ကူတော့ပောက်ကွဲနေတဲ့ရုတ်တန့်နဲ့အတူရုရှားရောက်စစ်ကောင်းဆောင်နဲ့တရုတ်သမ္မတတွေ့ဆုံခဲ့တဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါတယ် ရုရှားနိုင်ငံရောက်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းသည်တရုတ်သမ္မတရှီကျင်းဖင်နှင့်တီးခြားစီတွေ့ဆုံခဲ့ကြောင်းသိရသည်စစ်ကောင်းဆောင်သည်တရုတ်သမ္မတတို့သည်မေ9ရက်နေ့တွင်အခမ်းအနားပြင်ပ၌တွေ့ဆုံသည်ဟုသာတရုတ်ဆိုရပိုင်းမီဒီယာတစ်ခုဖြစ်သောခင်လွင်ဖော်ပြထားသည်ကိုတွေ့ရပြီးအခြေအနေသေးစိတ်မသိရသေးပေ မေကိုရက်တွင်ပြုလုပ်သည့်ဒုတိယကမ္ဘာစစ်အတွင်းမဟာမိတ်တပ်များ၏အောင်ပွဲနေ့နှင့်80ပြည့်ခမ်းနားတက်ရောက်ရန်ရုရှားသမ္မတ၏ဖိတ်ကြားချက်အရစစ်ကောင်းဆောင်ကရုရှားသို့ရောက်နေစဉ်ထိုခမ်းနားတက်ရောက်သည့်နိုင်ငံကောင်းဆောင်တချို့နှင့်တွေ့ဆုံပွဲရှိနေသည် ပြီးခဲ့သည့်မေရှိရက်နေ့တွင်ကာဇက်စတန်သမ္မတနှင့်တီးခြားတွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးမြန်မာငလင်းအရေးတို့ကိုဆွေးနွေးခဲ့ကြောင်းသိရသည်ထိုခီးစဉ်တွင်ရုရှားနှင့်နှစ်နိုင်ငံအကြားစီးပွားရေးလုံခြုံရေးဆိုင်ရာများနှင့်ကဏ္ဍပေါင်းစုံတွင်မဟာပြူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များပုံမူတိုးတက်စေရန်ဆောင်ရွက်သွားမည်ဟုစစ်ကောင်စီဘက်ကထုတ်ပြန်ထားသည်ရုရှားသမ္မတနှင့်တီးခြားတွေ့ဆုံရန်ရှိမရှိမသိရသေးပေအာနာသိမ့်ပြီးနောက်ပူတင်နှင့်စစ်ကောင်းဆောင်တို့နှစ်ကြိမ်တွေ့ဆုံထားသည် မျောနေမင်္ဂလာပါဗျကိုယ်စားခုပြောနေတဲ့အချိန်ကတော့တနာရီ90နဲ့မှ3မိနစ်เนาะအပူချိန်အရင်မြန်မာတဲ့အချိန်ပေါ့ဗောနေ့လယ်အချိန်ဦးစင်းလည်းအခုဆိုရင်အကြောင်းကိုရောက်ရှိနေပါပြီဗျာเนาะအကြောင်းကိုရောက်ရှိနေပါပြီသို့သော်ကတော့ဦးစင်းတို့7နာရီပတ်ဝန်းကျင်လောက်ကတော့390နဲ့မှ6မိုင်ပါလားမသိဘူးဗျာเนาะ390မိုင်တိုင်း390 396မိုင်လောက်ညင်းကြံနဲ့ဟိုလမ်းဝဲပဲဘလော့မိုင်တိုင်း300ကျော်ပေါ့เนาะအဲ300ကျော်လောက်မှာ 300ကျော်လောက်မှာဒီ PDF တွေပေါ့နော် PDF တွေမြန်လမ်းပေါ320မှာ9ပိုင်း329ပိုင်း9ပိုင်းမှာ PDF ကျမ်းဖက်တွေလမ်းမပေါ်တက်လာတယ်လို့ဦးဇင်းတို့ဒီမြင်တွေ့တွေ့ရှိခဲ့တဲ့လူတွေကချက်ချင်းလည်းငယ်ပြောတယ်ပေါ့နော်တော့အဲ့ဒါဦးဇင်းတို့စိတ်ပူလို့နေပါတော့ PDF PDF တွေလည်းဦးဇင်းအလာကိုစောင့်နေအောင်ကြာပြီကြည်ရနော်လူတို့ဦးဇင်းအလာကိုစောင့်နေအောင်ကြာတယ်ဦးဇင်းအလားဦးဇင်းအကြောင်းမအေးဆေးတော့အိတ်နေပါပြီနော်ဦးဇင်းလည်းမနေ့ကမြန်လန်းကနေဖြတ်တက်ပြီးမှလာတာနော်အဲ့တော့ဦးဇင်းအခုကိုထင်ပြခတာကတော့အမျိုးလေးပောက်ကူတော်အတွက်စိတ်ပူပေးတဲ့အမျိုးလေးအတွက်ပောက်ကူတော်အကြောင်းမအေးဆေးတက်ရောက်နေပြီဆိုတဲ့အကြောင်းကိုဒါဝိဒ္ဒါကြီးဖြစ်ပါလေလား ဟိုဒီကနေ့ဦးသိန်းပြောရမယ်အရာဦးသိန်းပြောချင်တဲ့အရာကတော့မန်းကပတ်တာစာတွေစိုးတယ်တဲ့ခေါင်းစည်းတက်လိုက်မယ်နော်မန်းပြည်သူစစ်တွေစိုးတယ်ပေါ့ဘာစိုးတာလဲအာခေါင်းစည်းကြီးကလည်းရှင်ပြကျမ်းလာပြီလားပြည်သူစစ်တွေခြေထဲမှာနေဘူးမချောင်မိုးရမယ်ချောင်စစ်တိုင်နေရတယ်ရှင်ပြပြည်သူစစ်တွေတနေ့ရတယ်ရှင်ရမှာတနေ့တည်းရတယ်ခြေထဲမှာတိုက်နေရလို့ရှင်ပြခေါင်းစည်းကကျမ်းလိုက်တာဗျာအားလုံးကထင်ထင်လိုက်မယ်မန်းပြည်သူစစ်တွေကစိုးတယ်ဒါပေမဲ့မယုံပါဘူးဒါပေမဲ့ပြည်သူဒုက္ခမပေးဘူးပြည်သူဒုက္ခမပေးဘူးသူတို့တွေတစ်ချိန်ကစိုးခဲ့တယ် ချင်းကမိုက်ခိုင်ရင်မိုက်ခိုင်မယ်။တချင်ကတို့ရဲ့ဇိုးဖြစ်ချင်ဖြစ်ခဲ့လိုက်မယ်။ဒုတိယကအများအားဆုံးမနေဘူး။အများအားမိုက်မနေဘူး။အများအားမိုက်မနေဘူး။အဲ့တော့မမ်းမြို့မှာဓမြမှုတွေဖြစ်တိုင်းဖြစ်တိုင်းတန်တရားစိတ်တွေနဲ့တမရော်ဘက်ကလည်းခါလီပြည်သူစစ်တွေထင်လို့ထင်ရဲဘက်ကလည်းပြည်သူစစ်တွေထင်လို့ထင်ထင်အောင်ထင်မားတွေထင်အောင်ထင်မားတွေအများကြီးမိခဲ့တိုင်းမိခဲ့တိုင်းလဲခင်ဗျားတို့ပြည်သူစစ်လည်းမဟုတ်ဘူးဘယ်မှာလဲဟုတ်လားမိခဲ့တိုင်းချနေရဟာတွေကြိုင်းမယ်အခုပူနေနေမမ်းမြို့ပေါ်မှာဓမြမှုဖြစ်သွားတယ်ထင်လိုက်ကြတာဘယ်ဖွဲ့ထင်လိုက်ဟိုဖွဲ့ထင်လိုက် ဟိုဘက်တန်တရားစိန်နဲ့ကောက်ဆွဲလိုက်ဒီဘက်တန်တရားစိန်နဲ့ကောက်ဆွဲလိုက်နဲ့အဲ့မဲ့တန်းရရဲရီလားတန်းရရဲရီဥစဉ်ကိုဟုတ်လားဘိုးကြီးဝင်းမထွန်းတို့ဆိုဒါစာတုံးလုံးမှာရောက်ပါပြီနော်ဘိုးဝင်းကျော်ဦးတို့ဆို CID မှာရောက်သွားပြီဘိုးဝင်းရန်ဆိုလို့ရှိရင်လက်ရှိတိုင်းမှာရဲတော်တော်များများဥစဉ်ပြောလိုက်ပါတယ်ခင်ဗျားတို့အခုပုံစံမျိုးလိုက်နေတဲ့ပုံစံမျိုးဆိုလို့ရှိရင်လို့အဲ့ဒီဓမြကိုတပတ်အတွင်းနဲ့မိလိုက်မယ်လို့တပတ်မကျော်ဘူးလို့ဟုတ်ကူတော့ရဲကြီးအာမခံရတယ်လို့မိလိုက်ပါတန်းရဘိုးနော်ဘိုးဝင်းရန်ပိုင်လာမတူတန်းရနော်မိလိုက်တပတ်မကျော်စရာဘူးလို့ ကတော့လုံးကဘိုးကြီးဝင်းမထွန်းတော့မေးလိုက်တပတ်မကြော်စရာဘူးလို့ဘိုးဝင်းကြော်ဦး CID ကဘိုးကြီးဝင်းကြော်ဦးမေးလိုက်တပတ်မကြော်စရာဘူးလို့ပောက်ကတော့လုံးလုံးအာမခံရတယ်လို့နော်ခုနေတောင်နေမှာပဲသူတို့မိတယ်နော်တင်းရဲ့ဆောင်ကတော့ PDF ကတင်းနဲ့ထုတ်ပေးတယ်ရေးတက်ပို့နေတဲ့ကလေးတွေညအလေးတွေပေါ့ညပီဒီအက်ပောက်စာလေးလို့ပြောလို့ရတယ်သူဒီတရက်တရက်ဆိုလို့ရှင်ဒါဥစဉ်တော့တင်းထုတ်ပြလိုက်မယ်လို့ထင်တယ်နော်အဲ့တော့ဥစဉ်ပြောချင်တာကမန်းပြည်သူစစ်တီခိုးခဲ့တာလူခဲ့တာတွေရှိရင်အထောက်အထားနဲ့ပြပေးပါမပြည်သူပေါ်ကိုအနိုင်ကျင့်ခဲ့တာတွေရှိတယ်မတရားလုပ်ခဲ့တာတွေရှိရင်အထောက်အထားနဲ့ခိုင်းခိုင်းလုံလုံပြပါ တဖက်သားဒုက္ခရောက်အောင်တန်တရားစိတ်တွေနဲ့မလုပ်ပါနဲ့ဟုတ်လားအချို့မိတယ်ဆိုတော့ချို့ဟိုတလောကဖမ်းတယ်စနေတို့လူတက်မှုနဲ့300နဲ့ဒါလည်းဥစဉ်တို့ဥစံအစိမ့်မဲ့စခန်းမှုအစိမ့်မဲ့စခန်းမှုရမခွေးပြောင်းသွားတဲ့တကကြီးနဲ့ဥစဉ်ဟုတ်လားစနေမတော်မဆဖြစ်သားပဲကွာမတော်မဆလုံရင်ထွေးနေတဲ့ဟုတ်လားဖြစ်သားပဲဖမ်းခံလိုက်ချက်ချင်းဖမ်းခံလိုက်ဥစဉ်ပြောတယ်တပိတော့ဖမ်းခံပါပါတဲ့ခဏလေးပါဖရားတဲ့ခဏလေးတော့တပိတော့အေးစစ်စစ်မိသားစုဟိုပါပြအောင်နော်လက္ခဏာတခုရေးဆိုင်လိုက် ရင်ဆိုင်လိုက်ထောင်ကြမမြန်ကြမမြန်လွတ်တယ်ဟိုရာဇဝေးပေးဆိုပြည့်လို့မလွတ်ဘူးဒါဥစဉ်တကာသူတို့ဒါနားမထောင်ခဲ့လို့ပေါ့နော်ဝေယံပေးပေါ်ကနေဝေယံပေးရာဇဝေးပေးပြည့်လို့မလွတ်ဘူးလေအခုသူတို့မိတယ်မိတော့တောင်းအနေနဲ့သွားတယ်တောင်းအနေနဲ့သွားတယ်နော်ဒါနဲ့အဖွဲဤတော့ဟုတ်လားတောင်းအနေနဲ့သွားတယ်ဥစဉ်ကဤလူစစ်တွေမန်ပြည်လူစစ်တွေညာသူတို့ခေါင်းဆောင်တိုင်းခေါင်းဆောင်တိုင်းမှာဘာနဲ့လေးမှာဆိုလို့ရှိရင်ဟုတ်လားခေါင်းဆောင်တွေအများကြီးရှိတယ်ပထမဦးကျော်ကျော်ဝေးတို့ဦးချစ်ကိုတို့ကိုနေမျိုးကျော်တို့ ။ဟောအမရဘုရားကအမရဘုရားပတ္တစာတွေအများကြီးအများကြီးအမရဘုရားပတ္တစာတွေဥက္ကမောင်ကျော်တို့အများကြီးပဲဥက္ကမောင်ကျော်တို့နော်အများကြီးအမရကောင်းဆောင်နေဒါကြီးဆိုတော့တက်ကြည့်ပြီ။ဟိုကခင်ဗျအများကြီးရှိတယ်ပြည်သူစစ်ကောင်းဆောင်နေဥစဉ်တွေပဲဆန်ရှားတို့အရင်ကမန္တလေးပြည်သူစစ်တွေဘိုးဟိန်တို့ကစခဲ့တယ်။ဘိုးဟိန်တို့အဲ့ပြည်သူစစ်တွေကိုဇိုးတွေတော်တွေဘုရားစခဲ့ရလဲဆိုရင်ဥအောင်နိုင်ထည့်ရနေမှာစီယုံခဲ့တယ်။အခု1 2ဥအောင်နိုင်ထည့်အကြောင်းတစ်ခုခုကြောင့်အခုသူကအကြောင်းတစ်ခုခုကြောင့်သူထဲထဲမှာပေါ့ဗျာဟုတ်လား အမိန်လည်းမချသေးဘူးအပြစ်ရှိလားအပြစ်မရှိလားလည်းမတိရသေးဘူးတကယ်လူတော်ပါ1 to 1ဥအောင်နိုင်ဖြစ်ဆိုတာဦးစင်းတို့ဆိုရင်ဒကာကြီးဒီကလေးဒီကလေးမဟုတ်တော့ဓာတ်ကြိုင်နေရဒကာကြီးဒီကလေးတွေစီယုံဒီကလေးတွေကဒကာကြီးတက်မလို့အတုံးတက်လိုက်မယ်မဟုတ်ရင်ဒီကလေးတွေက PDF ဖြစ်မှာ PDF တွေစီယုံနေတော့ကိုပါပါမှာအဲ့ဒကာကြီးမှလည်းအရေးချစ်ရှိတယ်စီယုံဦးစင်းလည်းတက်နေလောက်တက်ဦးစင်းစွန့်နိုင်တယ်မြတ်ဖက်ကကူညီပေးမယ်ဦးစင်းခေါင်းဆောင်နေနဲ့တွေ့ပေးမယ်မခေါင်းဆောင်နေနဲ့တွေ့ပေးတယ်ဟုတ်လိုက်အဲ့မှာရှေ့တန်းမှာထွက်ရတယ်အများကြီးတေခက်လာကြီးလည်းအများကြီးရှိတယ်နိုင်ငံတော်အချင်းမြင့်နဲ့ရဲဘလာကြီးလည်းရှိတယ် ိုင်ငံတော်ကချင်းမြင်ထားတဲ့တေးတဲ့တွေမြင်လဲရှိတယ်နော်အများကြီးရှိတယ်တိုင်းမှုဥပုဘုံလို့ထက်လောက်ကပြူလာတာရန်ကောင်းတဲ့ခက်နော်ကိုစကားရမှုဥပုဘုံဟုတ်လားလာရှုံမြို့ကြီးကိုဒါပြန်ရအောင်မှာလဲတန်တမန်ကြီးရမှာဒါဒီဥပုဘုံကလည်းအဓိကမှာတကက်အဓိကမင်းသားလို့ပြောလို့ရတယ်အဓိကမင်းသားတမန်ကပါခဲ့တယ်နော်အများကြီးပဲခုလေးတူဒီငိုင်းငိုင်းဆွေးနွေးပွဲဒီမှာသူပဲဥဆောင်နေရပဲနော်သူ့လက်ထက်မှာအများကြီးဥစဉ်တို့စီယုံပေးခဲ့တယ်ဆိုးနေမှာဆိုးတကယ်လို့လားအဲ့ဒီလူတွေကိုဥစဉ်ကမစီယုံပေးခဲ့ဘူးမလုပ်ပေးခဲ့ဘူးဆိုတော့အဲ့ဒီမန္တလေးဇိုးကောင်းဆောင်မှန်တယ်များ PDF ဖြစ်မှာ PDF ဖြစ်မှာ အစိုးကောင်ဦးစင်းတော်ခွဲခြားပေးခဲ့တယ်အခုမှဦးစင်းတော်ကာပါမပေးဘူးပောက်ကူတော့ကာပါမပေးဘူးလားပေးတယ်လားရဲလိုက်တည်တယ်ရဲတွေဆက်တယ်တခါတလေဦးစင်းရဲ့တလို့ဟုတ်ပြီတခါကြီးဦးစင်းမေးလိုက်မယ်ခေါ်ပေးမယ်ဟုတ်ရင်ဖမ်းသွားဒလိုဒလိုရှိတဲ့ခေါင်းဆောင်တို့လှမ်းသွားလိုက်တယ်ခဏအဲ့ကလေးစခန်းသွားဖို့မပုတ်လို့မရဘူးမဟုတ်ရင်ပြန်လွတ်လိုက်မယ်ဟာလေဒီလိုတော့မရဘူးဦးစင်းတော်ခေါင်းဆောင်တွေချက်ချက်လည်းငယ်ထပ်ပြီးလာတယ်အများကြီးပဲအများကြီးပဲနော်ဒါပေမဲ့ဒီလိုစစ်တီးမဲဒီလိုစစ်တီးကညိုင်းမှုနဲ့ခုမှုနဲ့တော့ဘာလို့ထောင်ကြတာလဲရှိတယ်အဲ့လေလူရဲမှုတွေနဲ့ထောင်ကြတာရှိရဲ့ဦးစင်းကိုချပြပါ ပြည်သူစစ်တွေဓမြမှုတွေနဲ့ရှိတာရှိခဲ့ရင်ချပြပါမန္တလေးမှာဓမြတိုက်သွားတယ်များအရာအလုံးမန်းကမြို့ကံမပါဘူးဆိုတော့မန်းမန္တလေးသားတွေမပါဘူးပြည်သူစစ်တွေမပါဘူးနေကံတွေမပါဘူးဆိုတော့ခမရတို့အလုံးတည်စေခြင်းနဲ့အခုလည်းမကြမီမှာဒီဓမြတွေကဘယ်ရလဲဆိုတော့ဖြေပေါ်လာလိုက်ဦးတော်ဒကာကြီးခင်ဗျားတို့ကြောက်ကပြောချင်ပြီခင်ဗျားတို့ခုထိအပြစ်မတော်သေးဘူးလားခုထိနည်းနည်းလေးကြံနေလို့ပါဖရားတဲ့။ဘာကြံနေရလို့မတည်ဘူး။အော်ကတော့ရပြီတဲ့ဖေနည်းနည်းကြံနေတယ်ဖရားတဲ့။ဘာကြံနေတာရေမကျူလို့တို့တို့ပြည်သူစစ်တွေတန်တရားနေလို့ဟိုကထင်တရားထင်လို့တို့တို့ပြည်သူစစ်တွေဆင်လဲတိုက်ပေးရတယ်တေးလဲပေးရတယ်တခုခုဖြစ်ရင်လဲလို့ တော်တော်ပြည်သူစစ်အနေနဲ့ဆိုးဘက်ကကြတိုင်းလို့အဲ့တော့မန္တလေးပြည်သူစစ်တွေဒီလိုအနှင်းနာအနှင်းနာခံပြီးလောက်တာတော်တော်ဆိုးတယ်ပြည်သူစစ်တွေများလို့အခါတလေသူတို့ဘက်ကအခါလေကိုယ်စိတ်ထဲတောင်ကြကြလာတယ်ပေါ့နော်စိတ်ထဲတောင်ကြကြလာအမေကထိုးတယ်ဘာမဟုတ်တဲ့ဟူဟာအနာလုတ်ပြီးမှလေဘာယူရချက်တွေနဲ့ပိုက်ခိုက်ရလဲမသိဘူးဘာယူရချက်တွေနဲ့လဲပြောတယ်လို့မသိဘူးအဲ့တော့ကိုကိုတိုင်းပဲခြေတန်းကိုတစ်ခါတော့တူးသိန်းတော့ရောက်စေချင်တယ်သွားစေချင်တယ်ပေါ့နော်ဒီပြည်သူစစ်တွေရဲ့ဘဝဘလောက်ခက်ခဲတယ်လဲဘလောက်တိုင်းပြည်အတွက်ဘလောက်ဆွန်စားတယ်လဲတိုင်းပြည်အတွက်ဘလောက်အနှင်းနာခံတယ်လဲအခါတလေဘာမဟုတ်တဲ့တက်တနာလေးတွေကိုပုံကြီးချက်ပြီးမှမချက်ကားကြပါနဲ့လို့ပြောချင်ပါတယ် ော့တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကိုလည်းပြောချင်ပါတယ်တကယ်ခိုင်ခိုင်လုံလုံတိကျတယ်ဆိုရင်တော့တိရောက်စွာရည်ယူပါမခိုင်လုံမဲနဲ့မတိကျပဲနဲ့တော့တန်တရားစိတ်တွေနဲ့မလုပ်ပါနဲ့ဒီချိန်မှာစိတ်ဓာတ်ပိုင်းဆိုင်ရာချွင်းပြီးမှဘာမှမလုပ်ဖဲဒီပြည်သူစစ်အင်အားမန္တလေးကြီးမှာဘယ်လောက်အင်အားရှိရဆိုတော့လေတခါကြီးတို့အတီဆုံးမှာအချိန်မှာ1 to 1ဥအောင်နိုင်ထင်းကြီးနဲ့ပြည်သူစစ်တရားသောသန်တော်မန်နဲ့ဒီနေရာအနောက်မှာတိုက်ခဲ့တယ်အသက်တွေပိဆက်ခဲ့ရတယ်ရန်သူလက်နဲ့ဒီမှာမှဆိုရခဲ့တယ်ဆိုတော့လေဒကာကြီးတို့အတီဆုံးမှဆိုတော့ပြောချင်ပါတယ်အားလုံးတော့ပါပဲဗျာ